ဒေါအောင်ဆန်းစုကြည်နဲ့ဥဝင်းမြင့်ကိုမှနိုင်ငံရေးအကျဉ်းသားမတက်မှတ်ရင်မြန်မာပြည်မှာနိုင်ငံရေးအကျဉ်းသားတက်မှတ်ရမယ့်သူမရှိတော့ဘူးလို့ AAPP နိုင်ငံရေးအကျဉ်းသားများကကြီးစောက်ရှောက်ရေးအသင်းတာဝန်ရှိသူကပြောဆိုလိုက်ပါတယ်။မောင်တူသတင်းပေးပို့ထားတာပါရှင်။ဟုတ်ကဲ့ပါ။ PPP ပါတီခေါင်းဆောင်ဒေါက်တာတက်တက်ခိုင်ကဒေါအောင်ဆန်းစုကြည်နဲ့သမ္မတဥဝင်းမြင့်တို့ကိုသတင်းစာရှင်းလင်းပွဲတစ်ခုမှာနိုင်ငံရေးအကျဉ်းသားတွေမဟုတ်ဘူးလို့ပြောလိုက်ပေမဲ့ ABB ကတော့အခုလို ပြန်လဲပြောဆိုလိုက်တာပါ The media တဲ့မှာအဲ့ဒီနိုင်ငံကျင်းသားတို့တောင်ဆန်းစုကြည်တို့ဦးဝင်းမြင့်တို့ဦးဝင်းထိန်တို့အကြောင်းလေးလေးပါပါတယ်သူတို့လွတ်မြောက်ဖို့အတွက်တောင်းဆိုသွားမှာလားအားလေးသိချင်ပါတယ်အဲကျမသိရသလောက်ပေါ့နော်ဒါဒါဒါ public information လေးဖြစ်ပါတယ်ရှင့်အဲဆိုလို့ရှိရင်နိုင်ငံရေးအကျဉ်းသားလို့နိုင်ငံတကာကတတ်မှတ်တာရှိပါတယ်သို့တော်လည်းတကယ်တမ်းပုံမှန်တွေကတော့နိုင်ငံရေးပုံမှန်တွေမဟုတ်ပါဘူးရှင့်တက်တက်ခိုင်ပေါ့ တသက်ခိုင်ဆိုတာကျွန်တော်တို့ရှင်းရှင်းပြောရလို့ရှင်နိုင်ငံရေးကိုခွေးတိုးပေါက်ကနေပြီးတော့ဝင်လာတယ်ပြီးတဲ့အခါကျတော့ NLD မှာလာပြီးတော့ကတ်တယ်အဲ့ဒီကနေပြီးတော့နောက်ပိုင်း NLD ကနေမောင်းထုတ်လိုက်တဲ့အခါမှာသူ့အတူပါတီထောင်တယ်ပါတီထောင်တဲ့အချိန်လေးကနေပြီးတော့တခြားသူကိုတိုက်ခိုက်ဖို့အပုတ်ချဖို့ပဲသူကပြောနေတာမင်းအွန်လိုင်းရဲ့နောက်မီးဆွဲအချမ်းဖက်စစ်အုပ်စုရဲ့နောက်မီးဆွဲလုပ်နေတဲ့သူတယောက်ရဲ့ပြောလာတဲ့မှတ်ချက်ကိုကျွန်တော်တို့ကဘာမှမှတ်ချက်ပေးစရာမလိုဘူးဘသူကနိုင်ငံရေးကျင်းသားဖြစ်တယ်ဘသူကနိုင်ငံရေးကျင်းသားမဖြစ်ဘူးဆိုတာကျွန်တော်တို့အားလုံး သိပြီးသားဖြစ်တယ်ဒေါ်ဆန်းစုကြည်တို့တပရာကြီးဦးဝင်းမြင့်တို့ကိုမှနိုင်ငံရေးကျင်းသားအဖြစ်မသတ်မှတ်ဘူးဆိုရင်ကျွန်တော်တို့နိုင်ငံမှာနိုင်ငံရေးကျင်းသားသတ်မှတ်စရာမရှိတော့ဘူးဒါကြောင့်မို့ဒီလိုစေအုပ်စုရဲ့နောက်ပြီးဆွဲတယောက်ပြောတဲ့စကားကိုအသေးစိတ်မှတ်ချက်ပေးစရာတော့ဘာမှမရှိပါဘူးအလားတူပဲစီရီယံဝန်ထမ်းတွေຫນွေဦးဒေါ်လန်ရေးလှုပ်ရှားသူတွေကလည်းအခုလို ပြောဆိုနေကြပါတယ်အမ်ဒေါ်ဆန်းစုကြည်ကိုနိုင်ငံရေးအကျဉ်းသားမဟုတ်ဘူးလို့ပြောရင်တော့ကျွန်တော်တို့ အခုမြန်မာနိုင်ငံမှာပေါ့နော်အမှန်တရားအတွက်တိုက်ပွဲဝင်ရင်းနဲ့နော်နိုင်ငံအရေးအတွက်တိုက်ပွဲဝင်ရင်းနဲ့နိုင်ငံရေးအတွက်တိုက်ပွဲဝင်ရင်းနဲ့ထောင်ထဲမှာရောက်ရှိနေတဲ့အကျဉ်းသားတွေရှေ့ကအစ်ခက်ဆက်ဆက်မှာနိုင်ငံအရေးကြောင့်ထောင်ချခဲ့တဲ့အကျဉ်းသားတွေနိုင်ငံရေးအကျဉ်းသားဆိုတာဘယ်သူမှတက်လို့ရတော့မထင်ဘူးဗျဒေါ်ဆန်းစုကြည်ကိုနိုင်ငံရေးအကျဉ်းသားမဟုတ်ဘူးဆိုတော့ဗမာပြည်မှာဘ누구ကိုနိုင်ငံရေးအကျဉ်းသားလို့ပြောစီချင်တာလဲပေါ့နော်ရဲဘော်ရဲဘက်ကောင်းနေဆိုတာဟာ ခက်ခဲတွေနဲ့ရင်ဆိုင်နေရတဲ့အခါဒုက္ခတွေနဲ့ကြုံတွေ့နေရတဲ့အခါမှာဘေးကနေပြတော့မမမမရပ်ပေးသလိုပျော်ရှင်စရာတွေနဲ့တွေ့ရတဲ့အခါကျရင်ကိုယ့်အတွက်မုဒိတာပွားပေးကြပါတယ်။ကျမကြေကျုပ်ခံနေရတဲ့အချိန်မှာကျမဘေးကနေပြီးတော့မရှိပေမဲ့လည်းဘေးကနေရှိနေတကယ်ဆိုမမမမရပ်တည်ပေးတဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်။ဒီနှစ်တည်းအတွင်းမှာကျမမွေးနေ့မှာဆိုလို့ရှိရင်ကမ္ဘာတစ်လွှာမြန်မာဒီမိုကရေစီအင်အားစုတွေက ကျမကိုတတိယသောအဖြစ်မွေးနေ့ပွဲတွေကျင်းပပေးတာဟာကျမကိုအများကြီးပဲအင်အားဖြစ်စေပါတယ်အခုလွတ်လာတဲ့သူစုကနိုင်ငံရေးအကျဉ်းသားမဟုတ်လို့ပြောတဲ့ပုံမှာကျမတို့လည်းဟိုကျင်းနေပါဘူးဒေါက်တာသက်ခိုင်ပြောတာကိုကျမတို့ကန့်ကွက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဟိုသူ့ရဲ့နိုဘယ်ဆုတေကိုတောင်မိသားစုတွေအားလုံးကိုစွန့်လွတ်ပြီးတော့မှဒီနိုင်ငံရေးကိုသူလောက်ခဲ့တဲ့အတွက်သူ့ ဒေါ်ဆန်းစုကြည်ကနိုင်ငံရေးအကျဉ်းသားမဟုတ်ဘူးဆိုတာကိုလုံးဝကန့်ကွက်ပါတယ်လို့ကျမတို့ရဲ့ဟိုနိုင်ငံကောင်ဆောင်ဒေါ်ဆန်းစုကြည်ကနိုင်ငံရေးအကျဉ်းသားစစ်စစ်ဖြစ်တယ်လို့ပြောဖြစ်မှာဟုတ် AABP နိုင်ငံရေးအကျဉ်းသားများကုညီဆောက်ရှောက်ရေးအသင်းရဲ့စရင်ရစစ်တပ်ရဲ့မတရားအာဏာလုမှုဖြစ်စဉ်နဲ့ဆက်ဆက်ဖန်စီခံရသူဒေါ်ဆန်းစုကြည်နဲ့သမ္မတဦးမင်းတို့ပါဝင် နိုင်ငံရေးအကျဉ်းသားပေါင်း3000နီးပါးရှိပြီး ဒီထဲက12500ကျော်ဟာအခုအထိချုံနောင်ခံရရဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်မောင်တူးပါ